င်အပီယာအခမ်းမြမ YouTube channel လေးကနေရထွေးစွာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့ထံပေါ်ကြိုကြာရခိုင်သားများဆိုတဲ့ကောင်းစင်လေးကန္နာလေးအကနေပြီးတော့တမိုင်းဆီယာမကြီးဒေါ်မြဆိုင်အကြောင်းကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒေါ်မြဆိုင်ဟာကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ပထမဆုံးအချိန်ကျင်းပကျင်းပါတယ်အမျိုးသမီးအစေဝေးကြီးကို မြန်မာအမျိုးသမီးများကိုစားပထမဆုံးတက်ရောက်ခဲ့တဲ့သူလေးဖြစ်ပါတယ်။အားလုံးပဲလိုက်ပါနာဆင်ပြကြပါဦးခင်ဗျာ။တော်မြဆိုင်တော်မြဆိုင်ဒီအဖရခိုင်အမျိုးသားဦးမေအောင်အမေမော်လမြိတ်သူတော်သိမ်းမြတော်မှာ1904ခုနှစ်အော်တိုဘာလ23ရက်နေ့တွင်မွေးဖွားခဲ့သည်တော်မြဆိုင်သည် အဖေတို့သမီးဖြစ်၍စာအလွန်တော်ပြီးညာအလွန်ထက်မြက်ခဲ့သည် တော်များဆိုင်သည်1922ခုနှစ်တွင်စာမေးပွဲကိုလာတာလန်းရှိစိန်မေရီတင်ဟိုမင်္ဂလေးကျောင်းမှဆေးတန်းကိုအောင်မြင်ခဲ့သည့်အခါ 2K အံဖွေကောင်းလောင်းအောင်အင်္ဂလိပ်ဘာသာမြန်မာဘာသာသင်္ချာဘာသာအပေါ်သင်္ချာဘာသာရာဇဝင်ဘာသာရပ်များအပြင်အိမ်တွင်းမှုသိပ္ပံဘာသာရပ်6မျိုးကိုကုန်ထူးဖြင့်အောင်မြင်ခဲ့သည်သူဆေးတန်းအောင်သောကုန်ထူးမျိုးဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်ထိတဦးတယောက်မှမရှိခဲ့ဟုဒီခရရသည် တို့များစဉ်ချက်ကုန်တက်ကတူတွင်ပညာစည်းပုသည့်အခါမှာဥပဒါဆန်ဥပဒါလန်တွင်လေအင်္ဂလိပ်ရှားသဝင်ကနန်းတင်ရှာနှင့်ယူပဗေဒဖာသားရများနှင့်ကုန်ထူဖြင့်အာမြင်ခဲ့သည်သူတို့မိသားစုတွင်တုံမြစိန်တို့ဒေတာတင်ညာရထူးချန်သည်မဟုတ်သူအကောနှစ်ယောက်မှလည်းအဖို့တန်အစိုးရအထက်တန်းကြောင့်မှ ရေနာပရိစ်စပန်ဆူရှိမြင့်ချင်းခံခဲ့ရပေသည်ပုံများဆိုင်သည်ပညာရေးနှင့်ပတ်သက်လာလျင်မိသည့်အခါမြအနိုင်မခံအကြောင်းမပေးပဲသူကလည်းသမီးဂျာဒင်စာပေစုကိုအရှာယူမိဟုတ်အဖေကိုပြောပြခဲ့သည်ကျော်သည့်အတိုင်းလောက်တတ်သောဒေါမြဆိုင်သည်ဂျာဒင်ပညာစုကိုအရဆုခုနိုင်ခဲ့သည် ထိုခေတ်ထိုခါကပညာကိုလိုလား၍ချီးမြှင့်အားပေးကြသောလူမျိုးများလူများကလည်းမိမိအမိနှင့်ရွှေတစိတ်စုများပွဲများကိုချီးမြှင့်လေချီးကြရာတို့များစိတ်မှာမွေထွေချင်းဟူသောရွှေတစိတ်စုကို ရရှိခဲ့သည့်ရန်ကုန်တက္ကသိုလ်တွင်ကျောင်းနေစဉ်ကလည်းပညာသင်စုစကောလာရှစ်စုကိုရရှိခဲ့သည့် တို့များစီမှာ1925ခုနှစ်ရာဇဝင်ကုန်တုတန်တွင် ပထမအဆင့်နှင့်အောင်မြင်သည့်အပြင်ထက်တန်အလုံး၌ပထမစုကိုရရှိခဲ့သည်သူသည်ရှင်မြမမြမလက်ထက်ကတို့သူကြီးများအောက်ချုပ်ပုံဥပဒေအချက်ချက်ကိုသူတည်တနာလုပ်၍မစ္စတာဖာနီဘယ်မစ္စတာဟော့မစ္စတာလုတ်တို့ထံဤနာများခံယူ၍စီဘူးလဲလာခဲ့သည်သူသည်အသက်ပဲငယ်သောလေတင့်ပြေအုပ်ချုပ်ပုံရှင်းမြန်မာမြန်မာလက်ထက် စီမံခန့်ခွဲပုံများကိုစေပါဝင်စားသည်ဆိုသောအခြေအသေးဒီသူရဲခဲ့သော The Fair is in Orientains နဲ့ Administration of Burma စာအုပ်များကတည်တည်ထူခဲ့သည်တို့များစိန်သည်စာပေပညာကိုအင်မတန်မှလိုချင်တတ်မှတ်ဆိုရှိခဲ့ပေသည်ပညာကိုအလွန်ပင်လိုလားခဲ့သည်ထို့ကြောင့်လေ Oxford St. Hugh College တို့ တရရွေ1928ခုနှစ်တွင်မဟာဝိဆာဝေ MA ကုံထူးတန်းကိုအောင်မြင်ခဲ့သည်1928ခုနှစ်1932ခုနှစ်အတွင်းပထမနှစ်တွင်ပညာရေးဒီပလိုမာရရှိခဲ့သည်ကျန်2နှစ်ကိုမြန်မာသမိုင်းသုတေသနနှင့်အင်္ဂလိပ်များမြန်မာနိုင်ငံကိုအုပ်ချုပ်ပုံပါတွေ့ရွေးတင်ကြားခဲ့သည် အင်္ဂလိပ်များသည်မြန်မာလူမျိုးများအပေါ်ပညာတတ်ရဲ့ဝိထုကုန်ထုများညီမြပင်ရရှိစေကမူပညာရှင်နှင့်ထိတ်ထိတ်တန်တန်ရာထူးများတွင်ချက်ချင်းခံအလဲမရှိပါအကြောင်းပြချက်အမျိုးမျိုးပြ၍နှိမ်နှင်းထားခဲ့သည်ထို့ကြောင့်လည်းသူတွင်တက်မြောက်ထားသောပညာများကိုအချင်းကုန်အလဟတမဖြစ်ရစေရန် MA ဥမောင်ကြီးရောက်ခမဖြစ်သူအမျိုးသမီးကြီးတို့ကြီးကြီးတည်ထောင်ဖွင့်လှစ်ထားသော နေချင်တဲ့အမျိုးသမီးအထက်တန်းကျောင်းတွင်1930ခုနှစ်တွင်ကျောင်းအဖြစ်ဆောင်ရွက်ခဲ့သည်မြန်မာနိုင်ငံတွင်ပြည်တိချာများအုပ်ချုပ်နေသောကာလတွင်မြန်မာလူမျိုးများသည်ကလားကပြများလာပင်အခြေပေးခြင်းမခံရသောထိုခေတ်ထိုကာလကမြန်မာအမျိုးသမီးများကျောင်းလုံးနေသောအခြေချင်းသည်နေနေရရအခြေချင်းမဟုတ်ပါပဲတို့များစိန်သည်1932ခုနှစ်တွင်ကမ္ဘာနိုင်ငံပေါ်ချုပ်အသင်းကြီးယခုကွန်လာသမက်ကအဖွဲ့ချုပ်ကြီး ရောသမီးကိုယ်စားလှယ်အဖြစ်တရားခေရပြန်သည်ထိုစဉ်ကအော်ရဘန်တိုင်မာကျေဝဒီအမျိုးသမီးတို့နဲ့အချတိုက်တရေလုံးဤအမျိုးသမီးကိုစလီအဖြစ်ခန့်အပ်ခြင်းခံရသူမှာအချတိုက်မြန်မာနိုင်ငံမှာဒေါ်မြဆိုင်တရတာရှိခဲ့သည်ပညာတတ်မှုထင်ပေါ်ကြိုးစောမှုကြောင့်စင်ဒိုမှကခေကောင်းချင်းခံခဲ့ရသည်ထိုခေကပညာတတ်အမျိုးသမီးများမှာအလွန်ပင်ရှားပါးလှသည့်အပြင်မြန်မာအမျိုးသမီးများဟူ၍လူသိသူသိလူအထင်ကြီးလက်ခံရမှာလွယ်ကူသောကိစ္စမဟုတ်ပါ တို့ထိုခေထိုခါကအနောက်တိုင်းသားများသည်သူတို့ကိုသူတို့မောချာချွေကိုအထင်ရှားဘဝင်မြင့်တွင်းနှစ်ထင်ရှားနေသောအချိန်ဖြစ်သည်မြို့သမီးကောင်းဆောင်တို့အနေနဲ့အနောက်တိုင်းသားများရှိတွင်မမမမချဲ့၍မြန်မာနိုင်ငံအားနိုင်ငံမောချော့အတင်းကြီးသောထစ်သွင်းဖိတ်ခေါ်ရန်အပြန့်အလန်ဆွေးနွေးတင်ပြခဲ့ပုံများကို Mori College ခြေတော် the trade and permits out တွင်အခြေတဝင်အခြေသားထားရတွင်ဖခင်ဖြစ်သူဦးမေအောင်သည်မြန်မာပြည်တရားဝင် မြန်မာပြည်ကောင်စီဝင်တဦးဖြစ်ကြောင်းအော့စဖို့မာဒီဂရီရရွေးအပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများ၏အခွင့်အရေးကိုစိတ်ဝင်စားသူဖြစ်သည့်နိုင်ငံရေးနှင့်နိုင်ငံရေးနှင့်ဆက်ဖက်ချက်မရှိဘဲအင်္ဂလိပ်ဘာသာစာပေကိုနိုင်နေကြွကြံသူဖြစ်၍ပွေလီတန်းပြီးအပြိုးကောင်းအဟိုကောင်းအမျိုးသမီးတဦးဖြစ်သည့်အပြင်1932ခုနှစ်နေ့က အိန္ဒိယအင်ပါယာရှင်မြန်မာအမျိုးသမီးများ၏ကိုယ်စားလှယ်ဖြင့်ဂျနီဘာသို့တရားခဲ့သူတို့အဖြစ်ကြောင့်စာရေးသူမော်ရီကိုလေကရှီကျူးထောက်ပံ့ပြု၍အခြေသားထားခဲ့ပေသည် ပြည်လက်တွင်ဒေါ်မြဆင်ကအမျိုးသမီးများကိုတန်းတူအခွင့်အရေးပေးရန်နှင့်ခြားပင်ခွင့်များ တွင်ရင်မှုအမခန့်ချက်များကိုအစိုးရကဧကဥပဒေကြေညာစာတမ်းနှင့်ပြဋ္ဌာန်းပေးရန်တောင်းဆိုခဲ့သည်။အမျိုးသမီးအဖွဲ့များကလည်းဒုံမြစိန်ကိုကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့ကြသည်။ထို့အခါကဒုံမြစိန်မှာဇနီးဘာတွင်တရောက်နေချိန်မှာအသက်မှာ28နှစ်တာရှိသေးသည်။ဇနီးဘာမှာတရောက်နေစဉ်မြမပြေမှဂျီနန်ရဲရဲတောင်းဝန်ပေးချေအရာအင်္ဂလန်သို့သွားရပြီးသတင်းစာဆရာများနဲ့တင်ပြဆွေးနွေးခြင်းအမျိုးသမီးအဖွဲ့အစည်းများ၌တင်ပြ ခြင်းဆွေးနွေးခြင်းများကိုမြန်မာပြည်သူတို့၏ဆန္ဒအတိုင်းဆောင်ရွက်ခဲ့သည်ဒေါ်မြဆိုင်ဒီကြတော်ဟောပြောမှုကြောင့်နောက်ထောင်နေသောပြည်သက်မှာအထူးစိတ်ဝင်စားကမြန်မာလူမျိုးတော်ပေါ်အထင်မကြီးပဲမနေနိုင်အောင်ဖြစ်ခဲ့ကြလေသည်နိုင်ငံခြားသွားသူတိုင်းခုနိုင်ငံခုလူမျိုးတို့၏အခြေတည်ကိုဆောင်နိုင်ကြသူများမဟုတ်သူတို့ဘာသာစကားနဲ့တလေထုံတန်းစင်လာများကိုထုံးလို့ရှိရေလိုနှောက်ရကိုလူမျိုးကိုသူတို့အထင်ကြီးလောက်ဆွေးဆောင်နေရမှာလေကူရန်ကိစ္စမဟုတ်ပါနေချေအင်္ဂလိပ်များသည့ လက်နဲ့အာကုန်နဲ့နေတဲ့စီနဲ့အုတ်ချုပ်စီကမှုမြန်မာလူမျိုးများသည့်ယဉ်ကျေးမှုအရာတွင်သူတို့ထက်သာကြောင့်မြင့်မြတ်ကြောင်းကိုကြားသာခဲ့သူဖြစ်သည်။နေချေပြည်တခြားတို့အယူဆတွင်မြန်မာတို့သည်အိန္ဒိယနှင့်ခွေထွေရေးသည့်အထက်ခရော့ကိုလွန်အဆင့်အတန်းနှင့်ပင်ကျင်းနဲ့နှိမ့်သိမ့်နေပြီဟုယူဆကြကြဟန်တို့ပါသည်အင်္ဂလိပ်လူမျိုးတို့၏ထုံတန်းဆင်လာအတိုင်းသမီးအပြုများကိုဂုံပြွ၍အဖေ၏အမိနှင့်တွေ့ရခေါ်ကြကြရမက်မေအောင်ဟုခေါ်ခဲ့ကြသည် တော်များစိန်သည်မြန်မာပြည်နှင့်အိန္ဒိယနိုင်ငံလုံးအိန္ဒိယပြည်လုံးဆိုင်ရာအတွင်းအတွင်းရေးဝန်ကြီးဖြစ်သူမစ္စတာဝစ်ဝေဗီယာထံတွင်ခွင့်တောင်း၍ကြောင်းအောင်တွေ့ပြီးတင်ပြခဲ့သည်ထိုဝန်ကြီးအားမြန်မာအရေးကိုမြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရန်နိုင်ငံမော်ချော့အသင်းကြီးသို့ဖိတ်ခေါ်ပါဟုဖိတ်ခေါ်ပါမည်ဟုကတိပေးခဲ့ရသည်မြန်မာပြည်ဘရင်ခမ30ဦးချစ်လာ ဥထံအောင်ကျော်ဥပပဲဥပစီဥမမောင်အုံးခိန်စာမကြီးတာယဝတီမမောင်ဥစုတုံမြဆိုင်နဲ့ရွှေညောင်းဒေဘောကျင်းတုံတင်ဒီစောပွားများကယနီကိုစလေဥချက်တနီဆရာချွေပါအယုတ်ကိုစလေဥခင်ဆိုင်မြန်မာမိုးစလင်ကိုစလေချစ်နေမက်စတာကင်ပါကင်ပါနဲ့စတော်လူမျိုးပေါင်းစုံကိုစလေများကို1932ခုနှစ်တွင် တရားခွင်ရခဲ့ကြသည်ဒုတိယအကြိမ်နိုင်ငံမော့ချော့အသင်းကြီးကျင်းပသည့်အခါမှာကဒုံမြဆိုင်မှာရခိုင်အမျိုးသမီး ICS ဦးရွှေဘော်နဲ့လက်ထပ်ဗီဇာဖြစ်ရမသွားဖြစ်ပေဒေါက်တာဒေါ်စောဆတရားခဲ့သည်1940ခုနှစ်တွင်ဆရာကြီးဥပလွင်ဥပလွင်အမှုပြု၍ဒုတိယကောင်ဆောင်အဖြစ်မြန်မာရှိကြီး ကိုယ်စားလှယ်အဖြစ်တရုတ်နိုင်ငံသို့ဆီလွှတ်ခြင်းခံရသည်1936ခုနှစ်မြန်မာအမျိုးသမီးအထက်တန်းကျောင်းအုပ်လက်ခွဲသောဒေါ်မြစိန်သည်ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း1946ခုနှစ်မှ1948ခုနှစ်အထိဒုတိယအကြိမ်တာဝန်ထမ်းဆောင်ခဲ့သည့်1940ခုနှစ်တွင်ဒေါ်မြစိန်သည်ရန်ကုန်မြို့မြို့နယ်စပယ်အဖွဲ့၏ကောင်ဆယ်လာ လူကြီးအဖြစ်၎င်း ပညာရေးဘောက်ဖွဲ့ဝင်ရှရာမင်းဥက္ကဋ္ဌဖြစ်၎င်းတင်မြှောက်ခြင်းခံရသည်သည်အင်္ဂလိပ်မြန်မာတွဲရဲ့ထုတ်ဝေသောကမ္ဘာရုပ်ဆောင်ချာနေတွင်အဒီတာနှင့်ထုတ်ဝေသူဖြစ်၎င်းဆောင်ရွက်ခဲ့သည်1942ခုနှစ်တွင်အမျိုးသမီးများကာကွယ်စွန့်ချရေးအသင်းကြီး ဒါရိုက်တာအလူကြီးအဖြစ်စေတနာဝန်ထမ်းအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်1948ခုနှစ်တွင်ရုပ်ချင်စင်စာဘော့အဖွဲ့ဝင်လူကြီးဖြစ်ခဲ့သည်ဒုတိယကမ္ဘာစစ်အတွင်းအိန္ဒိယနိုင်ငံတွင်ဖွင့်လှစ်ထားသောအချစ်တောင်အာရှအချစ်အာရှဗြိတိရှပြန်ကြားရေးဌာနခွဲနယူးဒယ်လီတွင်1942ခုနှစ်မှ1945ခုနှစ်ထိမြန်မာအချမ်းပေးအရာရှိဖြစ်ဆောင်ရွက်ခဲ့သည် 1946ခုနှစ်တွင် UNESCO သို့ကိုယ်စားလှယ်ဖြင့်ဆက်လက်ချင်းခံရသည်။ဒုံညာစင်သည်1940ခုနှစ်မှ1950ခုနှစ်အထိအင်္ဂလန်ပြည်ကကာဟစ်၌သမိုင်းဘာသာကတိကအဖြစ်သွားရောက်သင်ကြားပေါ်ချခဲ့သည်1950ခုနှစ်မှ1960ခုနှစ်အထိရန်ကုန်တက္ကသိုလ်သမိုင်းဌာနတွင်တာဝန်ထမ်းဆောင်ခဲ့သည်1954ခုနှစ်တွင်အမေရိကန်ပြည်သို့ စမစ်မတ်လီဒါစ်ဂရန့်အရာသိပ္ပံပညာရှင်အမျိုးသမီးများနှင့်အတူဒေသန္တရဗဟုသုတလည်လာစီပူ၍သုံးလတာများတော်ရောက်ခဲ့ရသည်1956ခုနှစ်တွင်အခြားဖောင်ဒေးရှင်း၏ဖိတ်ကြားချက်အရတက္ကသိုလ်၁၄ခုမှမြမသမိုင်းနှင့်မြမရင်ကျိမှုအပြင်ချစ်တော်အချစ်တိုင်းသမိုင်းဘာသာရပ်ကိုဆေလမြတော်ရောက်မှချခဲ့ရသည်ဒေါနာဒါတာအထင်အောင်ဆရာတော်ဦးတေထီလာနှင့်ဘာသာရေးသိပ္ပံကိုပို့ချ ပေးခဲ့သည်1960ခုနှစ်တွင်အစိုးရဝန်ထမ်းဘဝမှအငြိမ်းစားယူခဲ့သည်သို့သော1960ခုနှစ်တွင်ကိုလံဘီယာတက္ကသိုလ်တွင်သမိုင်းဘာသာရပ်ကိုတွားရောက်ပို့ချခဲ့ရသည်သည်ရှစ်တောင်အခြားနေလှည့်ပါမခအဖြစ်လဲ ရှစ်ပီယာကိုလိုက်တွင်သမိုင်းဖာသာရက်ကိုတင်ချာပေါ်ချခဲ့သည်။ထိုအချိန်တွင်တိတ်ဆိတ်နေ၍မြန်မာကိုယ်စားလှယ်အဖြစ်ကမ္ဘာကွန်ရက်သမဂ္ဂတို့လည်းတရားခရသည်1961ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာအမျိုးသမီးကွန်ဖရင့်ကျင်းပရာဝါချင်တန်တွင်မိန့်ခွန်းပြောကြရာတာဝန်ပေးမိန့်ခွန်းပြောကြရန်တာဝန်ပေးခြင်းခံရသည်သည်။ဒေါမြဆိုင်၏နိုင်ငံရှစ်ရှစ်စိတ်သည်ဝေးရပါဗီဇာဟူ၍ဆော်ရပါမည်။ ထို့ကြောင့်သူသည်လုပ်ငန်းတာဝန်အတုံများများကိုစေတနာဝန်ထမ်းဖြင့်ဆောင်ရွက်ခဲ့သည်ကအများသည်မိခင်နှင့်ကလေးဆောင်ချော်ရေးအဖွဲ့ National Council အမျိုးသမီးဥက္ကဋ္ဌအဖွဲ့အမျိုးသမီးအဖွဲ့တက္ကသိုလ်များအမျိုးသမီးအဖွဲ့အမျိုးသမီးများကေစီဆောင်ချရေးအဖွဲ့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာအသင်းချက်မာရေးကောင်စီမြန်မာအမျိုးသမီးအဖွဲ့ချုပ်မြန်နစ်စပယ်ပြန်လည်ထူထောင်ရေးအဖွဲ့များအပြင်တည်ယူပို့ဆောင်ရေးအဖွဲ့များနဲ့လေများနဲ့လေများနိုင်လေအာရကဩက္ကဋ္ဌအဖြစ်အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည် ထွန်မြဆိုင်သည်နိုင်ငံတော်ဝန်အလုပ်များတွင်တာမကလောကဒရာကြီးရာတွင်လည်းလက်မလွတ်ပေမောင်ဖြစ်သူစွန်ထွန်မင်းကြီးဦးလှထွန်းလှအောင်နှင့်အတူဟောတာဘာသာဆွမ်းချွန်ရေးအတွက်ကိုဖိရင်ဖိများစွာကူညီပေးခဲ့သည်တို့များဆိုင်သည်အများကအသိထားသလိုစာပေသမားတဲ့တဲ့မဟုတ်ပဲငယ်စဉ်ကပဲစောင်းစရာကြီးဥကြုံထံတွင်လေစောင်းပညာကိုအဖက်တကုတ်သင်ကြားခဲ့သည်အတိနဲ့တဲမတင်သိပေပဲအစော်တက်ပါထုံအောင်မင်းနဲ့ဒိုစိန်တို့ထံမှတချင်းကြီးတချင်းခံများကို တင်ကြားတက်မြောက်ခဲ့သည်တကြည်တက်ကတော်တွင်နှစ်အတိုကြာသမိုင်းဘာသာရပ်ကိုတင်ကြားပေါ်ချခဲ့သည်တို့များဆိုင်တွင်တာကြီးဦးမြတော်နဲ့သမီးမြတီတာတို့ကိုမွေးဖွားခဲ့သည်နောက်ပိုင်းတွင်ဥွှေဘော်ကြီးစာရိုက်တာကိုမနှက်သေး၍ နှစ်ဦးသဘောတူကွာခြင်းခဲ့သည်ဟုသိရသည်1988ခုနှစ်နိုဝင်ဘာလတွင်အမေရိကန်ပြည်ထောင်စုအီလနွဲ့ဒေသတွင်သမီးကြီးများတီတာမြေအကြီးဆုံးဖြစ်သောဒေါ်တန်နာဝေရော့အိမ်၌ကွေလွန်ခဲ့သည်မြန်မာအမျိုးသမီးဟူသောကုန်ပေါင်းနှင့်ကပ္ပအလီတွင်တီတီဝါဝါချက်တီပြခဲ့သောဒေါ်မြဆိုင်ဟာမြန်မာအမျိုးသမီးတိုင်းစံနမူနာဖြစ်အတူယူတင်ကြပါပေသည်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ညကောင်မနမအောင်ကိုအထူးပင်ကျေးဇူး တင်ရှိပါရခင်ဗျာလာမယ့်ရက်တွေမှာလည်းပဲတံပေါ်ကြောကြရခိုင်သားများဆိုတဲ့ကဏ္ဍလေးအောက်ကနေပြီးတော့ဘသူတွေရဲ့အကြောင်းတွေကိုဆက်ပြီးတော့ဖက်ပြတင်ဆက်ပေးသွားမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဝန်းရံပေးကြပါအောင်ခင်ဗျာအားလုံးဘေးကင်းကြပါကြပါစေ